you should မြန်မာရော့ကီတာနဲ့ပြင်သစ် DJ အဖွဲ့တို့ပူးပေါင်းပြီးရာသတစ်ခုကိုဖော်ထုတ်ရင်းမိုးရသည်ကိုပျော်ရွှင်စွာကြိုဆိုခဲ့ကြပါတယ်။ The Maronette ဘေးဘန်နဲ့ပြင်သစ် DJ ညီနောင် Chrono Ro ကပါဝင်ဖျော်ဖြေခဲ့ကြတဲ့ဒီပွဲမှာတော့ဘန်မန်မာ၅ဦးနဲ့ဖွဲ့စည်းထားပြီး Classic Rock အမျိုးအစားကိုအဓိကတည်ဆို့တီးခတ်ခဲ့ကြတာပါ။ အခုဒီထဲမှာဒီဒီ percentage ဆိုတော့များတော့ကျွန်တော်တို့ဒီကဒီကဘာလို့လဲဒီ bank ကဒီနေ့ဒီမျိုးစားတော့ profile ကျွန်တော်တခါမှလည်း show heavy လို့မတက်ဘူး7လို့ဆိုတာမဖြစ်ဘူးကျွန်တော်အရင်ပြောတာကျွန်တော် bank ကျွန်တော်မထင်တဲ့ arrange တွေနဲ့ကျွန်တော်တို့တီးပြနိုင်တယ်ကုတ်တောင်ကိုယူနိုင်တယ်ကျွန်တော်အရင်အရင်ပြောရပါတော့ပြပရိသတ်ကိုလည်းကျွန်တော်ပြောနေတာဟိုဝဲစာရယ်ဆိုတော့ねဟိုအဓိကပြောရင်တော့ကျွန်တော်ကဟိုကျွန်တော်တို့သင်တွေကခုံတဲ့သင်မဟုတ်ဘူးလူမျိုးတွေသင်ဖြစ်တယ်ဟာအဲ့ဒီဥစ္စာလေးအတိုင်းပဲသွားခြင်းတယ်အသွားခြင်းတယ်ဟိုအဓိကတော့ကျွန်တော်အားလုံးလူမျိုးဖို့အတွက်ပါပဲဒီညလာစင်ကျင်းပနေတဲ့ French Love Friday something အစီအစဉ်ကတော့ပွင့်လင်းရာသီကိုနောက်ဆုံးနှုတ်ဆက်တာလည်းဖြစ်တယ်လို့မြန်မာ rock guitar နဲ့ ပြင်သစ် DJ တို့ကိုပေါင်းဆက်ဖျော်ဖြေခြင်းနဲ့ဆန္ဒကြောင်းလေးဖြစ်ပါတယ် For the last one, we really wanted to show the collaboration between uh, Myanmar artists and French artists. So for the first part, we have two rock bands, uh, the Mayonette, who just released their album. They've been playing together for two years. And the... မြန်မာရော့ဂီတနဲ့ပြင်သစ် DJ တို့ကိုပေါင်းဆက်ဖျော်ဖြေခြင်းနဲ့ဆန္ဒရှိတာကြောင့်အခုလိုစီစဉ်ဖြစ်တာပါတမရိုနက်ဘေးဘတ်နဲ့ပြင်သစ်ညီနောင် DJ နှစ်ဦးဖြစ်တဲ့ခရိုနိုတို့ကဖျော်ဖြေခဲ့တဲ့ဒီပွဲမှာတော့ပြည်ရင်းပြည်ပပြိသက်နှစ်ခုစလုံးလက်ခံအားပေးမဲ့တေးသချင်းတွေနဲ့ဂီတအမျိုးအစားတွေကိုခြားပြခဲ့တာပါ uh, as I said before, we are very, very happy to share uh, music maybe people don't know uh, yet. You know what I mean? Some people are လာရောက်သူတွေမြူးသွားကြတယ်ဖေးချင်းတွေကိုလည်းပြင်လိပေးခဲ့တာပါဒီမနက်ကမှပရမောဆုံးအခြေအနေနဲ့လာရောက်တီးသက်ဖို့ပြရတာဖြစ်လို့စိတ်လှုပ်ရှားပျော်ရွှင်မိပါတယ်မတူပွဲပြတဲ့ဂီတအမျိုးအစားနှစ်ခုကနီးလာရောက်ကြည့်ရှုသူတွေကိုရတာအစ်စ်တစ်ခုပေးစွမ်းနိုင်ခဲ့တဲ့ဒီပွဲမှာတော့ ပြိတ္တတွေရဲ့စိတ်ဝင်စားမှုကိုလည်းရရှိခဲ့ပါတယ်